တိုက်ပွဲတွေကြောင့်ငွေစဘာမရိတ်သိမ်းနိုင်သေးတဲ့အပြင်မိုးစွားပါမဆိုင်နိုင်သေးတဲ့အတွက် KNY ဆက်ဆောင်စခန်းတွေမှာစားနပ်ရိက္ခာလိုအပ်ချက်တွေရှိနေပါတယ်။လက်ရှိမိုးပြေညောင်ရွှေမြို့အဆက်ကတိုက်ပွဲတွေကြောင့် KNY ဒေသဆက်ဆောင်များစွာစိုက်ထားပြီးသားငွေစွာကိုပြန်မရိတ်သိမ်းနိုင်သေးသလို မိုးဝင်လာပြီဖြစ်တဲ့အတွက်မိုးစဘာစိုက်ရမယ့်အချိန်မှလည်းစဘာရုံစိုက်နိုင်သေးဘူးလို့ဆက်ဆောင်စခန်းနေစီကသိရပါတယ်။ငလင်ပေးပြီးတဲ့နောက်မှာပုံမှန်ထောက်ပံ့နေကြအလှရှင်တွေစီအထောက်ပံ့တွေများတော့သလိုစစ်ကောင်စီထိုးစစ်တွေကြောင့်လက်မဆက်သွေးရေးပိတ်နေတာလည်းဆက်ဆောင်စခန်းနေစီစားနေရိတ်ခမြောက်နိုင်တဲ့အချက်တွေဖြစ်တယ်လို့ဆက်ဆောင်စခန်းတာဝန်ခံတယောက်ကပြောပါတယ်။စာနယ်ရိတ်ခအခက်ခဲရတော့အခုအညီပေးမှုအပေါ်မှာပဲအမိခိုးပြုခဲ့တာများတယ်ကျွန်တော်အနေနဲ့မြင်တာကိုပြောတာလို့ပြောလာပါတယ် ကိုရိုင်းစိုက်ဖို့ကလည်းပြီးခဲ့တဲ့2024မှာစူးစမ်းခဲ့တဲ့အရာတွေကလည်းအများမထင်ခဲ့ဘူးလို့ပြောလို့ရတယ်။ရေကြီးရာနဲ့တိုက်ဆိုင်သွားတဲ့အခါအဲ့ဒီရိုက်ခတ်မှုတန်းကခုလက်ရှိထိခံစားနေရတဲ့အနေအထားမျိုးမှာပါ။ဒီနွေစပါပြန်စိုက်တဲ့အနေအထားကပြီးခဲ့တဲ့3လပိုင်း4လပိုင်းမှာပြန်စိုက်ခဲ့တာခုချိန်ထိပြန်မရိတ်နိုင်သေးဘူး။ပြည့်စစ်သွားတာမျိုးမဟုတ်ပါဘူး။ပြန်မရိတ်နိုင်တာပါ။ အဲ့ဟာလေထွက်မလာသေးတော့စားနေရေးခါပိုင်းကပို့ပြီးတော့အခက်ခဲဖြစ်နေလို့ပြောလာပါတယ်ဖရူဆိုနောက်ပတ်ချမ်း record အရှိတ်ချမ်း6ဆောင်စကန်အများစုဟာစားနေရေးခါပြက်လက်တော့မဲ့အနေထားမျိုးတွေနဲ့ရင်ဆိုင်နေရပြီးမိုးကာလာရောက်နေပြီဖြစ်တဲ့အတွက်6ဆောင်စကန်တွေရဲ့ယာယီစကန်တွေအမိုးမိုးဖို့မိုးကာလိုအပ်ချက်တွေရှိရလို့လည်းသိရပါတယ်လက်ရှိမိုးပြဲညောင်ရွှေအဆက်ကတိုက်ပွဲတွေကြောင့်ဒီမော့ဆိုပတ်မှာလဲဆစ်ဆောင်ဥယီပို့တိုးလာတဲ့အတွက်စားနေရိတ်ခါလိုအပ်ချက်တွေဆက်လက်မြင့်တက်နေတာပါဆစ်ဆောင်အရေးကူညီနေသူတယောက်ကတော့ ထို့သဖြင့်ငလင်ဘေးပြီးတဲ့နောက်ပိုင်းမှာတော်တော်များများငလင်ဘေးကိစ္စကိုအာရုံစိုက်ကြတော့ဆက်ဆောင်တွေလည်းရိတ်ခါလိုအပ်မှုရင်အားထပ်ပို့ပြီးတော့မှဆိုးသွားပါတယ်အဓိကဆက်ဆောင်တွေအတွက်ဝန်ဆောင်မှုပေးနေတဲ့အသင်းအဖွဲ့နဲ့ဝေးတဲ့ဆက်ဆောင်တွေဆိုရင်ပို့ပြီးဆိုးတယ်အလူရှင်တွေနဲ့ချိတ်ဆက်မမိရာတွေပြီးတော့ဆက်သွယ်ရေးကိစ္စအခက်အခဲဖြစ်တော့အလူရှင်မရောက်တဲ့နေရာတွေအများကြီးရှိပါတယ်အဲ့ဒါကဖရူဆိုနောက်ဘက်ချမ်းပြီးတော့မှလွယ်ကော်ရှေ့ဘက်ချမ်းအဲ့လိုမျိုးပါ အလူရှင်ကအများစုကတော့ဒီမော့ဆိုအော့ဖက်တကြောအခြေစိုက်ကြတာများပါတယ်ပြီးခဲ့တဲ့3-4ရက်ကပဲမိုးပြေဘက်ကစစ်ကြောင်းတွေပတ်ထို့တော့အိုက်မန်နေတဲ့ဆက်ဆောင်တွေအများကြီးပဲဒီဘက်ကိုထက်ရွှေ့လာရတယ်လို့ပြောလာပါတယ်